ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ရှိချမ်းဤဖနက်ဆက်ယုံဆန္ဒပြမှုလက်ရှိအချိန်ထိပြည်လည်မှုမရရှိသေးပဲအလုသမားတွေရဲ့တောင်းဆိုချက်တွေကိုအလုရှင်ဘက်ကလိုက်ရောဖို့ရှိမရှိကိုလာမဲ့တနင်္လာနေ့မှာအဖြေထွက်မယ်လို့သိရပါဗျ။နာမည်ကြီးအမှတ်တရစိတ်ဖြစ်တဲ့ Editors ဖနက်တွေထုတ်လုပ်ပြန်ချိနေတဲ့ချမ်းဤဆက်ယုံရှိအလုသမားတွေဟာပြီးခဲ့တဲ့မေလ14ရက်ကလေးကလောက်ခလာစာနဲ့ပတ်သက်ပြီးဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ကထူးခြားမှုမရှိသေးဘူးလို့သိရပါဗျ။ အဆိုပါဆန္ဒပြမှုဟာလက်ရှိမှာ၄ရက်မြောက်ရှိပြီဖြစ်ပြီးမနေ့ကမေလ18ရက်စနေနေ့စက်ယုံပိတ်တာကြောင့်ခေါင်းဆောင်ပိုင်းတွေသာအလုံဆင်းကြတယ်လို့သိရှိရတယ်လို့မြန်မာနိုင်ငံအထွေထွေအလုံသမားတမကများအဖွဲ့ချုပ် FGWMC ကသိရပါတယ်လက်ရှိမှာညှိနေတုံးလို့ပြောဖို့ထက်အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို ပေးမယ်မပေးဘူးဆိုတာတနင်္လာနေ့မှလုပ်ငန်းရှင်ကအဖြေပြောမှလို့ကျမတို့သိထားရတယ်လို့ FGWM ဘ ਹੁ အလုံးမှုဆောင မက်ခင်တန်နာမိုးက AR Times ကိုပြောပါရယ်အဲ့ဒီနေ့မှာလုံသမားတွေရဲ့တောင်းဆိုချက်ဖြစ်တဲ့လောက်ခလာစာအချိန်မိုကြီးနဲ့ရမှန်ကြီးတွုံးမြင့်ပေးတို့ကိုလုပ်ငန်းရှင်ဘက်ကလက်ရောပေးမှုမရှိရင်ရတဲ့အထိတောင်းဆိုမှုတွေဆက်လက်ပြုလုပ်မယ်လို့ကြားသိရတယ်လို့၎င်းကဆိုပါရယ်အဆိုပါချမ်းဤဖနက်ဆက်ယုံကိုနိုင်ငံသားတရုတ်လုပ်ငန်းရှင်တူကပိုင်ဆိုင်တယ်လို့သိရှိရပြီးရခိုင်ကလေးကလောက်ခလာစာကိစ္စအလုံသမားရင်းနဲ့ပြဿနာဖြစ်ပေါ်ဘူးက အခုမှလည်းဆန္ဒပြတဲ့အလို့သမားတွေကိုချိန်ချောက်မှုတွေရှိနေတယ်လို့သိရပါဗျ။လက်နက်ကင်ထားတဲ့လူအုပ်စုကိုမြင်ရင်တောင်းဆိုမှုဆက်မလုပ်ရဲအောင်လူစု꿰သွားပြီးတပိတ်ပြက်အောင်ရည်ရွယ်ချက်နဲ့လှုပ်တဲ့သဘောပါ။အလို့သမားတွေတောင်းဆိုတာစေယုံဘက်ကမပေးခြင်းလို့လှုပ်တာပေါ့လို့ FGWN ကမခင်တန်နာမိုးကထောက်ပြပါဗျ။မြန်မာနိုင်ငံမှာအာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီနဲ့လုပ်ငန်းရှင်တွေပူးပေါင်းကအလို့သမားတွေပေါ်ဖိနှိပ်ချိန်ချောက်တာခွဲခြားဆက်ဆံတာ မတရားသဖြင့်ခေါင်းပုံဖျက်တာအတင်းအဓမ္မခိုင်းစေတာစတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်အလုပ်သမားတွေကအခုလိုဥပဒေအရအခွင့်အရေးတွေနဲ့လောက်ခလာစာကိစ္စရက်တွေကိုတောင်းဆိုမှုတွေပြုလုပ်လာပါကအလုတ်ထုတ်ပေတာစစ်ကောင်စီစီအကြောင်းကြားပြီးချင်းချောက်ဖန်စီခိုင်းတာတွေလှုပ်လာတယ်လို့သိရပါတယ်။